ဝမ်ချပီယံရှစ်ကဆူလီယန်လက်နဲ့ဒေချိုကိုဒုတိယတစ်ခါအခွင့်ရေးပြန်ပေးလာတယ်ပေါ့နော်ရှင်ပြန်ရမယ့်နေ့ကအောက်တိုဘာ31ရက်နေ့မှာရှင်ပြန်ရမှာဖြစ်ပါတယ်အဲ့ဒီနေ့မှာကျွန်တော်တို့ရဲ့ fighter ကြိုးစားဝင်းပွဲလဲပါဝင်မယ်လို့အကြံပြင်းတိထားရတယ်ပေါ့လေဆိုတော့သူတို့နှစ်ယောက်ကဘာကြောက်ပြန်ပေးတွေ့တယ်လဲဆိုလို့ရှိရင်အရန်ကြီးကွာမနေဘူးခက်ဆက်စိတ်လေးပြန်ပေးတွေ့ဖြစ်တယ်ပေါ့နော် ပြီးခဲ့တဲ့ပွဲကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တကယ်ကောင်းတဲ့ main event ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီပွဲကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ပထမအချိန်မှာကဒီဒေချိုကနည်းနည်းလေးအခွင့်အရေးသာတယ်လို့ပြောလို့ရတယ်ဆူလျန်လက်ကတိုက်စင်မဖွင့်ကစားဘူးအဲ့အချိန်မှာတစ်ဖက်တစ်ယောက်နဲ့တစ်ယောက်ကိုဒီသုံးသပ်နေအကဲခတ်နေတယ်လို့ကျွန်တော်ကတော့ဆိုလိုချင်တယ်ပေါ့နော်ဆိုတော့ဒေချိုကအဲ့ဒီဟာကိုသူ အခွင့်အရေးရနေတယ်ပေါ့အခွင့်အရေးနည်းနည်းသာနေတယ်လို့မျိုးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ဆူလီယန်လက်ကသူ့ကိုအခွင့်အရေးပေးထားတယ်လို့ဖြစ်နေတယ်။ဆူလီယန်လက်ကဒီချိန်ပြီးကစားနေတယ်ပေါ့လေသူချိန်ပြီးကစားနေတယ်အဓိကတော့သူ့သူမဖွင့်ဆော့တာလဲပါမှာပေါ့တစ်ဖက်ကဖွင့်ဆော့လို့ရှိရင်တော့ဒါပြန်ထိုးဆိုင်ထိုးဆိုလို့ရှိရင်ပါမဆိုဖြစ်သွားနိုင်တဲ့ခါကျတော့သူကဒီဒေချိုရဲ့ပုံစံကိုအကဲခတ်နေပုံရတယ်ဆိုတော့ဒေချိုကနည်းနည်းလေးသာတယ်လို့ရှိရယ်အဲ့ဒီအချိန်မှာပဲပထမအချီပြီးသွားလို့ဒုတိယအချီကိုပြန်လှုပ်တယ် ဒုတိယအချိန်အခြေပြန်လှော့တဲ့အချိန်မှာဆူလီယန်လက်ကဖွင့်ပါလေရောအဲ့မှာတိုက်စင်ဖွင့်ဖွင့်ပါလေရောတော်တော်ကိုမှဒီမြန်မြန်ဆိုင်ဆိုင်ကြီးလာရတယ်ဗောနော်တိုက်စင်ဖွင့်ကစားလာတယ် PRP ကစားရတယ်တစ်ဖက်ဒီချိုကလည်းဒီအဲ့ဒီဘက်မှာသူကတိုက်စင်မဖွင့်တော့ဘူးကောင်တာလေးပုံစံလေးမျိုးပဲသူကသွားတယ်ကောင်တာဆော့တယ်ဂျက်ထောက်တယ်ဒါအဲဘုံတွေပေးတယ်ဒီ locate တွေနည်းနည်းပါးပါးတွင်းထားရတယ်ဗောလေအဲ့လောက်လေးပဲသူကလုံနေတယ်အဲ့ဒီအချိန်မှာပွဲကတော်တော်လေး အသက်ဝင်လာတယ်ဗောနော်ဒီကြီးရှုတဲ့ပြိတ္တတရားလဲတဟေဟေတဟာဟာတွေနဲ့အရန်ကိုမှဒီအရှိန်မြင့်လာတယ်လို့ပြောလို့ရတယ်ဗောဒါပေမဲ့လဲဇူလင်လက်ကဘလောက်ပဲသူဖိအားပေးကစားစားဒါပေမဲ့ဒေချိုကတော့ဒီဒုတိယအချိန်မှာလဲဒေချိုနည်းနည်းလေးနည်းနည်းလေးနည်းနည်းလေးတာတယ်ဗောနည်းနည်းလေးတာတယ်အဲ့အဲ့အဲ့အချိန်မှာဒီဒုတိယအချိန်ပြီးခါနေလေးမှာဒေချိုကဒီဇူလင်လက်ရဲ့ဂွင်ထဲကိုရောက်သွားပုံရတယ်ဆိုတော့ဇက်တိုက်ဒီခေါင်းဖော်လို့မရအောင်ကိုမှဒီဒေါက်တဲ့နေရာမှာ ဒီဆိုလျံလက်ဘယ်ညာဘယ်ညာကျွေးထားတာတော်တော်ကိုမှအလူလှိပ်ပဲခံလိုက်ရတယ်ပေါ့လေဒေချိုကဆိုတော့အဲ့မှာပဲဒီဒုတိယအခြေပြီးသွားတယ်ပေါ့လေဒုတိယအခြေပြီးသွားတဲ့အခါမှာနောက်ဆုံးအခြေကိုရောက်လာတဲ့အခါမှာတော့တတိယအခြေ6စက္ကန့်ရောက်တာနဲ့အဲဒေချိုက KD ကျသွားတယ် KD ကျသွားတယ်အဲ့မှာသူကရန်ထွက်သွားတယ်ကွာ ရန်ထွက်သွားတယ်အမှတ်စဉ်ဒီရှေ့အထိရေခံလိုက်ရတယ်ပေါ့လေဆိုတော့သူအဖြစ်တော်တော်ကြီးကိုသူ့ကိုယ်သူမယုံနိုင်ဖြစ်နေတယ်ပေါ့ဆိုတော့ငါဘာမှဖြစ်ဘူးငါဘာမှဖြစ်ဘူးဆိုပြီးတော့ဒေချိုကလည်းလက်ဟန်ချေဟန်လေးနဲ့လုပ်ပြရတယ်ဒါပေမဲ့ဒိုင်ကဆက်ရည်နေသေးတယ်ဘာကြောင့်လဲဆိုတော့ तू ကဒီမူးနေတဲ့ပုံစံနည်းနည်းလေးရှိနေသေးတဲ့ခါကျတော့ဒိုင်ကလည်း तू ဆက်ရည်တယ်အဲ့ဒီအချိန်မှာရှေ့အထိဆက်ရည်ရယ်ကွာမှတ်စဉ်ရှေ့အထိရေခံပြီးလို့ဒီပြန်လှောက်တဲ့အချိန်မှာဆူလျန်လက်ကဒီရှိသမျှအာအကုန်ဖွင့်ပြီးဆော့တာ အကုန်ဖွင့်ပြီးတော့ကစားတာတော်တော်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့တီးရတဲ့ပွဲကောင်တပွဲလို့ကျွန်တော်ကတော့ဒီနေ့အထိကိုမှအမှတ်ရနေသေးတယ်ဗောလေဒီလိုနဲ့ဒီတူထိုးကိုထိုးအပြိုင်ထိုးဒီထိုးနေရင်းနဲ့နောက်ထပ်တစ်ခါ KD ထတ်ကြတယ်ဒေချိုက KD ထတ်ကြတယ်အဲ့ဒီအချိန်မှာဇူလီယန်လက်ကတော်တော်ကြီးတာသွားပြီခွာတော်တော်ကြီးတာသွားပြီဆိုတော့ဒီလိုနဲ့ဒေချိုကဒီအမှတ်စဉ် KD နှစ်ခါကြာသွားတယ်ဒီနှစ်ခါကြာသွားတယ်နှစ်ခါစလုံးအမှတ်စဉ်၈ ठी ရေခံရတယ်ဗောလေ တမိနစ်နဲ့24စက္ကန့်အလိုမှာထူးထူးဆန်းဆန်းပဲဆူလီယန်လက်ကကတိထကြသွားတယ်အဲ့ဒီအချိန်မှာပွဲကဗျာသိရမလားအရှင်ကအယမ်းမြင့်လာတယ်တော်တော်ကြီးကြီးလို့ကောင်းလာတယ်ဆူလီယန်လက်ကတစ်ခါအမှတ်စဉ်ရေခံရတယ်ဒေချိုကနှစ်ခါအမှတ်စဉ်ရေခံရတယ်ဆိုတော့ဆူလီယန်လက်ကဘလိုပဲဖြစ်ဖြစ်နိုင်မှာတော့ပြင်ကြတယ်ဒါပေမဲ့အရှိမာကနှစ်ချီမှာကြတော့ဒေချိုကနည်းနည်းလေးသာပြောင်လေးရှိပြီးတော့ဆော့ကစားလာတယ်ဆိုတော့လိုက်ဖလှယ်လိုက်မယ်ဆိုလို့ရှင်တော့ဘလိုမှတော့ နိုင်မှာတော့မဟုတ်ဘူးပေါ့လေနှစ်နှစ်ကြိမ်တိတိတောင်မှ KD ကျသွားတဲ့လူနဲ့တကြိမ်ပဲ KD ကျသွားတဲ့သူနဲ့ကတော့ဘယ်လိုပဲဖြစ်ဖြစ်နှစ်ကြိမ်အမှတ်စဉ်ရခိုင်ရတဲ့သူကတော့ရုံးမှာပါပဲဆိုတော့တော်တော်ကိုနှမျောဖို့ကောင်းတယ်ဒီလိုနဲ့အဲဒိုင်အဆုံးအပြတ်နဲ့ပဲဒီအမှတ်နဲ့ဆိုလျန်လက်နိုင်အနိုင်ရရှိသွားတယ်ပေါ့လေဒါပေမဲ့ဒီချိုကတော့ဒါကိုပြန်ပြီးတော့ပြင်ဆင်ခြင်းနေပုံရတယ်သူရှုံးထားတဲ့ဟာဟာကိုပြန်ပြီးတော့သူပြန်ပြင်ဆင်ခြင်းနေပုံရတယ်1ကသူတို့နှစ်ယောက်ကို ထပ်ပြီးတော့ပွဲပြန်တည်ပေးလိုက်တယ်ဗောနော်ခက်စစ်စိတ်လေးပဲပွဲကိုပြန်တည်ပေးလိုက်တယ်ဒါပေမဲ့ဒီပွဲမှာလဲဆူလီယန်လစ်ကိုဒေချိုကသူ့ရဲ့အရှိမရှုံးထားတဲ့ရှုံးကျွေးကိုဆတ်နိုင်မလားဒါမှမဟုတ်အကျွေးထပ်တင်မလားဆိုတာကိုကျွန်တော်တို့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗောဆိုတော့ဒီပွဲကလည်း31ရက်နေ့အတွက် တော်တော်ကိုကောင်းမဲ့ပွဲတစ်ပွဲထဲမှာတော့ရှိနေတယ်နောက်ပြီးတော့ကျွန်တော်တို့ကြိုစားဝင်းကလည်းဘယ်ဖိုင်တာနဲ့ဘယ်ကစားသမားနဲ့ကစားရမှာဆိုတာကိုအခုချိန်ထိ မသိသေးဘူးပေါ့လေပုံတွေကတော့ one championship ကခက်စစ်စိတ်လေးတွေတင်လာနေတယ်ဘယ်သူဘဲဝါဖြစ်တယ်ဘယ်သူဘဲဝါပါတယ်ဘယ်သူနဲ့ဘယ်သူနဲ့တွဲဆိုင်ဆိုပြီးတော့အဲ့လိုမျိုးချပြထားတယ်လောလောဆယ်မှာတော့30ရက်နေ့အတွက်သုံးတွဲဆိုင်ပဲချပြထားသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းခဏခဏဝင်ကြည့်နေရတာလည်းမောနေပြီပါမလားပတင်လိုက်ပြီလားတင်လာပြီလားတင်လာပြီလားဆိုတော့အခုချိန်ထိကျော်စံဝင်းရဲ့အရေးအမွှဲလေးတောင်မသိရသေးဘူးပေါ့နော်ဆိုတော့ပါတော့ပါမယ်ဒါပေမဲ့သူတို့ကသာ ချပြမလာသေးတာပေါ့။ဘာကြောင့်လဲဆိုတော့ဖက်ဒက်ဂျင်ကလည်း24ရက်နေ့ကျင်းပမဲ့ဆွန်ရက်တို့ပွဲပြီးလို့ရှိရင်ကြိုဆောင်ဝင်းပွဲရှိတယ်ဆိုပြီးတော့စတေတာတင်ထားတယ်။နက်ဂရုပ်ကလည်းပွဲအချိန်နီးနေပြီ31ရက်နေ့ကျရင်ကြိုဆောင်ဝင်းကိုအားပေးကြပါအောင်ဆိုပြီးတော့လည်းပို့စတင်ထားတာရှိတယ်ဆိုတော့ပေချာပေါက်ရှိနေတာပါ။ပွဲကတော့ပေချာပေါက်ရှိရဲ့ဘသူနဲ့ဘသူနဲ့ ကစားရမလဲဆိုတာဒါမသိတာပါဆိုတော့โอเคကျွန်တော်ပြောချင်တဲ့ဗီဒီယိုအကြောင်းအရာလေးကတော့ဒီလောက်ပါပဲကျွန်တော်ကိုအားပေးတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်